တန်တရာဖြစ်เสียရယာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီရကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားသေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါ အမတ်သားထားခဲ့ဖို့အန်ဒီရများနေတယ်ဆိုရင်လေနေရာကိုတိကျမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါမကွေးတိုင်းမင်းဘူးမြို့နယ်မှာစစ်မှုထမ်းခြေအတွက်တအိမ်ကိုကြက်နှစ်သိန်းဝန်းကျင်အထိပေးနေရတယ်လို့ဒေသခံတွေစီကစုံစမ်းသိရပါတယ်၂၀၂၄ခုနှစ်အစပိုင်းကတည်းကနေအခုချိန်ထိ စစ်မှုထမ်းကြီးလို့ဆိုကတလကိုတစ်ကြိမ်သုံးလကိုတစ်ကြိမ်ပေးနေရတယ်လို့ဆိုပါတယ်။မင်းဘူးမြို့နယ်မှာပေါ်တာဆွဲတာမရှိပေမဲ့စစ်မှုထမ်းလူငါးဖို့အတွက်ကြီးရွာတွေငွေကြီးကောက်ခံတာတွေကအင်ချီနဲတဲ့ကြီးရွာတွေကပဆက်ပူကြနေတာအလို့အကန်ကလည်းအဆင်မပြေကြဘူးလို့ဒေတာကန်တူကဒနီရှင်ဗိုက်စ်ကိုပြောပါတယ်။မင်းဘူးမြို့နယ်အတွင်းကကြီးရွာအကုန်လုံးမှာစစ်မှုထမ်းလူငါးဖို့ဆိုပြီးကြီးရွာအုပ်ချုပ်ရေးမှုတွေကကောက်ခံနေတာပါ။ အိမ်ချင်အနေအများပေါ်မူတည်ပြီးအိမ်ချင်နေတဲ့ကြီးရွာတွေမှာတအိမ်ကိုကြက်9000ကနေကြက်2သိန်းဝန်းကျင်အထိ ပေးနေရပြီးအိမ်ချင်များတဲ့ကြီးရွာတွေကတော့တအိမ်ကိုကြက်3000ဝန်းကျင်အထိပေးနေရတယ်လို့သိရပါတယ်။အုတ်ကြီးကောက်တာပါစစ်မှုထမ်းလုံငါဖို့ဆိုပြီးကောက်နေတာမပေးရင်စစ်တပ်ခေါ်ပြီးဖမ်းမယ်ဆိုပြီးချင်းချောက်တာရှိတယ်။မင်းဘူးမြောက်ဖက်ကတချို့ရွာတွေအိမ်ချင်နေတော့တအိမ်2သိန်းကျပ်ဝန်းကျင်ကြာနေတာ။ မပေးလို့ဆိုပြီးလူငယ်နှစ်ယောက်ကိုဖမ်းသွားတယ်လို့ဒေသခံအမျိုးသားတအူးက The Nation Voice ကိုပြောပါတယ်။အာနာသိန်းစစ်တပ်ဟာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးအချိန်နေရာမရွေအသက်အရွယ်မရွေဖမ်းဆီးနေတာအပြင်စစ်မှုထမ်းအတွက်လူငှားဖို့စစ်မှုထမ်းတွေကိုထောက်ပံ့ဖို့ဆိုပြီးအကြောင်းအမျိုးမျိုးပြကပြည်သူတွေစီကနေပတ်ဆက်တောင်းနေကြပါတယ်။